ဒီကနေ့ထုတ်ဝေလိုက်တဲ့စာအုပ်ဟာဗိုလ်ချုပ်ကြီးဟောင်းဦးခင်ကျော်နေအိမ်အခြေချုပ်ကနေလွတ်မြောက်လာပြီးနောက်ပိုင်းတာဝန်ထမ်းဆောင်စဉ်အချိန်နဲ့နေအိမ်အခြေချုပ်ကြာခံရစဉ်မှာဖြစ်စဉ်တွေကိုလျက်တပြက်ကြားနေအိမ်တာချုပ်ဦးမြတ်ခိုင်တွားရောက်မေးမြန်းခဲ့တာတွေကိုစူးစိထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီစာအုပ်ထဲမှာ ABSDF ចောင်းသားတွေအသက်ခံရတဲ့ကိစ္စမှာထောက်လိုင်းရေးကပါဝင်ပတ်သက်မှုမရှိဘူးဆိုတဲ့အကြောင်းအရာတွေရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်စွေကဦးနေဝင်းနဲ့ဦးခင်ညွန့်တို့ကိုဖမ်းဆီးခဲ့တာတွေရှိမရှိနဲ့ပတ်သက်ပြီးဦးခင်ညွန့်ရဲ့သဘောထားတွေတပရင်ကိစ္စမှာထောက်လိုင်းရေးကမသိဘူးလို့ပြောဆိုတာတွေပါဝင်တယ်လို့သိရပါတယ်နိုင်ငံတော်ဝန်ထမ်းဆောင်ရတဲ့အခါမှာကောင်းတဲ့လုပ်ရပဲဖြစ်ဖြစ်ဆိုးတဲ့လုပ်ရပဲဖြစ်ဖြစ်တဦးတည်းဆုံးဖြတ်ချက်နဲ့လုပ်ခဲ့တာတွေမဟုတ်တဲ့အတွက်စာအုပ်မှာတမိုင်းကြောင်းရအမှန်တွေကိုအခြေခံပြီးပြောထားတာဖြစ်တယ်လို့ဦးခင်ညွန့်ကပြောပါတယ်ဘုရားခံရေး ်ခင်ဗျားကျက်တဲ့ဘုရားတို့ဘာဆိုတော့ဒီအကြောင်းအရာတွေကထိန်ချန်ထားမဲ့အကြောင်းအရာတွေမဟုတ်ဘူး။သမိုင်းကြောင်းအမှန်တရားတွေကိုကျွန်တော်ဒါပြကြားထားတာဖြစ်တဲ့တွေ့။ဘာမှ US ဆရာအကြောင်းမရှိဘူး။နောက်ပြီးတော့ channel တွေထဲမှာလည်းပါပီးသားဖြစ်တဲ့တွေ့။နောက်တော့ခင်ဗျားတက်လို့တော့ပါဆိုပြီးတော့မှကျွန်တော်ဘုရားပြလိုက်ပါတယ်။ ပဲပြည့်တယ်မဟုတ်ပါဘူးဟောရပြလိုက်တာဒါအပြင်ဘိန်းဘီရင်ခွန်စာလက်နဲ့နဲ့ငိမ့်ငိမ့်လဲကဲစင်ကအကြောင်းအရာတွေအတွင်းရေးရနေပတ်သက်တူလဲဥခင်ညွန့်ရဲ့ပြောကြားချက်တွေနဲ့ဥခင်ညွန့်တပည့်တွေရဲ့ပြောကြားချက်တွေနဲ့ပတ်သက်ပြီးနိုင်ငံတော်သမ္မတစီစာရေးခဲ့တာတွေကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။ဥခင်ညွန့်ရဲ့တချိန်ကလှုပ်ဆောင်ချက်တွေပေါ်ပြည်သူတွေယူဆချက်အမျိုးမျိုးရှိနေပေမဲ့အတွေ့အကြုံတွေကိုရေးသားဖော်ပြထားတဲ့စာအုပ်ဖြစ်တဲ့အတွက်အခုထုတ်ဝေတဲ့စာအုပ်ဟာတမိုင်းမှာအရေးကြီးတဲ့စာတအုပ်ဖြစ်တယ်လို့ဒီပွဲကိုတက်ရောက်လာတဲ့ မကြခင်ကအကျဉ်းထောင်ကလွှမ်းမြောက်လာသူကွယ်လွန်သူဦးနေဝင်းရဲ့မြေဦးအေးနေဝင်းကပြောပါတယ်ဒီစာအုပ်မှာအင်တာဗျူးလုပ်ထားတဲ့ပုဂ္ဂိုလ်ဒီအချိန်တခါမြန်မာနိုင်ငံမှာနိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့လူဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အတွေးအခေါ်တွေသူ့ရဲ့အယူဆတွေကိုအင်တာဗျူးလုပ်ထားတာဖြစ်တဲ့အတွက်ဒါတမိုင်းအရာတမိုးရှိတဲ့စာအုပ်တို့ဖြစ်ပါတယ်လူပုဂ္ဂိုလ်အနေနဲ့ကသူလုပ်ခဲ့တာသူကင်ခဲ့တာတွေသူပြောဆိုခဲ့တာတွေကိုထောက်ခံမယ့်လူအားပေးတဲ့လူရှိကောင်းရှိမယ် မထောက်ခံတဲ့လူတွေရှိကောင်းရှိမယ်ဒါနိုင်ငံရေးခေါင်းဆောင်တယောက်မှာဖြစ်လေဖြစ်တာရှိတဲ့ဓမ္မရာပါပဲသို့တော့ထောက်ခံသည်ဖြစ်စေမထောက်ခံသည်ဖြစ်စေဒီပုဂ္ဂိုလ်ကြီးထမ်းဆောင်ခဲ့တဲ့ယာရုစုဝင်းကြီးချုပ်ဆိုတဲ့အဆင့်မျိုးဖြစ်ခဲ့တဲ့အတွက်သူ့ရဲ့အယူအဆသူ့ရဲ့အတွေ့အကြုံတွေကတော့တမိုင်းမှတ်တမ်းအရာတော့အင်တန်တမိုးရှိတဲ့ဒီမှတ်တမ်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုတမိုင်းမှတ်တမ်းတစ်ခုကိုကျွန်တော်ဂုံပြူကျင်တဲ့အနေနဲ့ဂုံယူတဲ့အနေနဲ့ ဒီထုတ်ဝေသူများရဲ့ဖိတ်ကြားချက်ကိုကျွန်တော်လက်ခံပြီးတက်ရောက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့နဲ့ဟိုဂျိုကြီးခင်ညွန့်တို့ကမိသားစုလိုရင်းနှီးခဲ့တဲ့ပုံစံတွေဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်ပြောတဲ့သုံးသပ်ချက်ဒီဒါကဓမ္မဒိဋ္ဌန်ကြကြတရားနည်းလမ်းကြကြပြောတဲ့လူယူဆဖို့တော့ခဲရင်ပါလိမ့်မယ်။အဲ့တော့ဒါကချိန်ကြရင်တမန်ရပဲအဆုံးဖြတ်ပေးသွားပါလိမ့်မယ်ခင်ဗျာ။ဥက္ကညောအနေနဲ့နိုင်ငံရေးလုပ်ငန်းတွေမှာပါဝင်သွားမှာမဟုတ်တဲ့အကြောင်း ဒီစာအုပ်ထဲမှာပြောကြားထားသလိုပဲဒီကနေ့ပြုလုပ်တဲ့စာအုပ်မိတ်ဆက်ပွဲမှာလည်းသူကိုယ်တိုင်ဂရီပေးပြောကြားခဲ့ပါတယ်။ဒီဘက်ကိုတက်ရောက်လာတဲ့ရွှေမြူတင်နဲ့အလင်းတန်းဂျန်နယ်တွေကအေဒါချုပ်ဦးဝင်းကြီးကဒီစာအုပ်ဟာသမိုင်းတင်ကြံရမယ့်စာတအုပ်ဖြစ်ပေမဲ့မှန်သလားမှားသလားတော့မဆုံးဖြတ်တတ်ပါဘူးလို့သူရဲ့အမြင်ကိုပြောပြပါတယ်။ဟိုတာမန်အင်တာဗျူးစာအုပ်မဟုတ်ဘူးလေ။အာတိုင်းပြည်မှာနှစ်ပေါင်း20ကျော်လောက်အုပ်ချုပ်သွားတဲ့ ဘိုးကျူကြီးဟောင်းတယောက်ကိုအင်တာဗျူးလုပ်ထားတဲ့စာအုပ်ဖြစ်တယ်တကူမြန်မာနိုင်ငံရဲ့တမိုင်းမှာတမိုင်းတင်ကြရေးမဲ့စာအုပ်တုပ်ပေါ့နော်ဒါကတော့သူပြောတဲ့ဟာပေါ့နော်မှန်တယ်မှားတယ်ဆိုတော့ဘူးလို့လည်းဆုံးဖြတ်လို့မရဘူးပေါ့မင်္ဂလာပါဗျာသူပြောတာကိုနားထောင်အောင်ပါအရင်စစ်စောကလက်ထက်ကကိစ္စရင်းနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုတာတွေနဲ့ပတ်သက်လို့ ဥက္ကညောကဒီကိစ္စတွေဟာအစိုးရအဖွဲ့အားလုံးမှာတာဝန်ရှိတဲ့အတွက်သက်ဆိုင်ရာကဏ္ဍအလိုက်အပြန်အလှန်ဆွဆဲပြောဆိုဖို့မသင့်တဲ့အကြောင်းဒီစာအုပ်ထဲမှာထည့်သွင်းဖော်ပြထားပါတယ်ခင်ဗျာ